ဧဝရဆရှိရတွင်ကျင်းပမယ်1 Friday Fight 105ပြိုင်ပွဲမှာမြန်မာဖိုက်တာတန့်စင်နဲ့ထိုင်းနိုင်ငံသားမွေတိုင်းဖိုက်တာပတ်စုခံဖိတ်တို့ရှင်ပြိုင်ထိုးသက်မှာဖြစ်ကြောင်းသိရပါတယ်။1 Friday Fight 105ပြိုင်ပွဲကိုဧဝရဆရှိရတွင်ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိလုံမနီအားကစားရုံမှာကျင်းပမှာဖြစ်ပါတယ်။1 Championship Promotion သည်1 Friday Fight 105ပြိုင်ပွဲအတွက်မြန်မာဖိုက်တာတန့်စင်နဲ့ထိုင်းနိုင်ငံသားမွေတိုင်းဖိုက်တာပတ်စုခံဖိတ်တို့၏တွဲဆိုင်ကိုပထမဆုံးထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး အခြားဒေသများကိုထုတ်ပြန်ကြေညာခြင်းမရှိသေးကြောင်းသိရပါတယ်။သို့ဖြစ်ရာ One Championship Promotion အနေနဲ့ One Friday Fight 105ပြိုင်ပွဲမှာမြန်မာ Fighter တန်ဆင်တဲ့ထိုင်းနိုင်ငံသား Muay Thai Fighter Pasu Khanbit တို့၏တွဲဆိုင်ကိုအထူးလေးထားနေကြောင်းသုံးသပ်မှုများရှိနေပါတယ်။တန်ဆင်တဲ့ရှင်ပြိုင်ထိုးသမ်းမဲ့ထိုင်းနိုင်ငံသား Muay Thai Fighter Pasu Khanbit သည်အသက်26နှစ်အရက်5ပေ9လက်မရှိပြီး Muay Thai ပွဲများစွာထိုးသက်ထားတဲ့ Wayne Fighter တို့ဖြစ်တယ်လို့သိရပါတယ်။ ပဆူကံဘေးတည်အသက်19နှစ်အရွယ်ကလေးကမွေထိုင်းစတင်ထိုးသက်ခဲ့သူဖြစ်ပြီးမွေထိုင်းပွဲစုစုပေါင်း58ပွဲထိုးသက်ရာ28ပွဲနိုင်19ပွဲရှုံးနေထားပါတယ်။ထို့သောပဆူကံဘေးတည်1 Championship A1 Friday Fight ပြိုင်ပွဲများတွင်မူ9ပွဲသာထိုးသက်ရသေးပြီး3ပွဲနိုင်4ပွဲရှုံးနေထားပါတယ်။ပဆူကံဘေးတည်1 Friday Fight ပြိုင်ပွဲများတွင်ထိုင်းနိုင်ငံမှနာမည်ရမွေထိုင်းဖိုက်တာများဖြစ်တဲ့ပချာမောင်စရီနဲ့ အော်ဆွန်မိုင်းတို့ကိုအနိုင်ရထားပါတယ်။သို့သောပတ်စုကံဖစ်သည် One Friday Fight ပြိုင်ပွဲများတွင်နောက်ဆုံး၄ဘွယ်ဆက်ရှုံးနေထားပါတယ်။ပတ်စုကံဖစ်သည်ပြီးခဲ့တဲ့မတ်လအတွင်းထိုးသက်ခဲ့တဲ့ Channel 7မွေတိုင်းပြိုင်ပွဲတွင်မူပြိုင်ပွဲ Time Fighter ကိုတတိယအချိန်မှာလဲထိုးဖြင့်အနိုင်ရထားပါတယ်။မြန်မာ Fighter တန့်စင်ပါမူအသက်20အရက်5ဗီ6လက်မရှိပြီးပြိသက်အခိုင်မာရရှိထားတဲ့ Fighter တစ်ဦးဖြစ်ပါတယ်။တန်စင်ဒီ1 championship 1 friday fight ပြိုင်ပွဲများတွင်၄ပွဲထိုးသက်ထားပြီး၂ပွဲနိုင်၂ပွဲရှုံးနေထားပါတယ်။ တန့်စင်ဒီ one friday fight ပြိုင်ပွဲများတွင်ပထမဆုံးနှစ်ပွဲကိုအလဲထိုးဖြင့်အနိုင်ရပြီးနောက်ဆုံးနှစ်ပွဲကိုအလဲထိုးခံရကရှုံးနေထားခြင်းဖြစ်တယ်လို့သိရပါတယ်